ကိုပြောက်ယူကရိန်းစစ်သားများတကယ်လို့သင်္ကသာစွမ်းရည်တစ်ခုကိုရွေးချယ်လို့ရမယ်ဆိုရင်ဘယ်စွမ်းရည်ကိုရွေးချယ်ကြမှာလဲဒီမေးခွန်းကိုမေးလိုက်တဲ့အခါမှာကိုပြောက်နိုင်တဲ့စွမ်းရည်ကိုရွေးမဲ့လူအ ਨੇ ဆုံးတော့တယောက်ရှိနေပါလိမ့်မယ်2015ခုနှစ်မှာ Force ကစစ်တမ်းတစ်ခုကိုလုပ်ကြည့်တဲ့အခါမှာလူပေါင်း8065ယောက်ရဲ့24ရာခိုင်နှုန်းကနေ29ရာခိုင်နှုန်းလောက်ကကိုပြောက်စွမ်းရည်ကိုရွေးချယ်ကြတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကပူတင်ရဲ့ယူကရိန်းယူကရိန်းကျူးကျော်စစ်ပွဲနဲ့ဗာများသက်ဆိုင်နေပါသလား ။ဘာဖြစ်လို့လဲဆိုတော့ယူကရိန်းစစ်သားတွေဟာကိုပြောက်ဆွမ်းရည်တွေကိုရရှိနေပြီဖြစ်တဲ့အတွက်ပါပဲ။မှန်ပါတယ်။ယူကရိန်းတွေဟာ Harry Potter စာအုပ်တွေကလိုကိုပြောက်ဝိယုံတွေကိုတီထွင်နေနိုင်ပါပြီ။ဒီတော့ဒီဝိယုံတွေကိုဘယ်လိုအလုပ်လုပ်ပါသလဲ။ဒီအထူးဝိယုံကဘာများလဲ။ဒီဝိဆုံကတော့2023ခုနှစ်အောက်တိုဘာလမှာစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။သတင်းစာရီရဲ့အဆိုအရကတော့ဒီဝိဆုံကိုအပူချိန်ထောင်လိုင်းရေးကင်မရာတွေရဲ့မြင်ကွင်းကနေလုကင်းနိုင်အောင်တီထွင်ထားတယ်လို့ဆိုပါတယ်။ ရုရှားတွေကဒီကင်မရာတွေကိုတင့်ကားတွေလေယာဉ်တွေနဲ့ဒရုန်းတွေမှာတပ်ဆင်ထားတာဖြစ်ပါတယ်။ဝစ်စုံကိုဝစ်ဆင်လိုက်မယ်ဆိုရင်ဝစ်ဆင်သူရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာတဲ့အပူချိန်တွေအလုံးကိုဖုံးကွယ်ထားပြီးမှဖြစ်ပါတယ်။ဒီလိုဆိုရင်ရုရှားအပူချိန်ထောက်လန်းရေးကင်မရာတွေကယူကရိန်းစစ်သားတွေကိုမမြင်နိုင်တော့ပါဘူး။တကယ်လို့သင်ကသာ Predator ရုပ်ရှင်ဇာတ်ကားကိုကြည့်ဘူးမယ်ဆိုရင်ဝစ်စုံကဘလောက်ထိအသုံးဝင်နေဆိုတာကိုသိပါလိမ့်မယ်။ဇလန်ထဲမှာ Predator တွေက သားကောင်ကိုခန္ဓာကိုယ်အပူချိန်ကိုထောက်လှမ်းပြီးအမဲလိုက်တာဖြစ်ပါတယ်။အပူချိန်ထောက်လှမ်းရေးကင်မရာတွေကလည်းဒီလိုပဲအလုပ်လုပ်ပါတယ်။မြင်ကွင်းမှာလူတစ်ယောက်ကိုအနီရောင်နဲ့အဝါရောင်အလင်းတွေအဖြစ်မြင်ရပါတယ်။ဒီဝတ်စုံကိုဝတ်ဆင်လိုက်မယ်ဆိုရင်တော့ကင်မရာပေါ်မှာလူတစ်ယောက်ရဲ့အပူချိန်အချက်ပြမှုတွေမရှိတော့ပါဘူး။အညိုအနက်ရောင်တွေသာမြင်ရမှာဖြစ်ပြီးတော့နောက်ခံပတ်ဝန်းကျင်ထဲမှာပုံကွယ်နေမှာဖြစ်ပါတယ်။ယူကရိန်းဒုဝန်ကြီးချုပ်ကတော့ဒီလိုစမ်းသစ်တဲ့တီထွင်မှုကိုပြုလုပ်နိုင်ခဲ့တဲ့အတွက်အောင်ပွဲခံနေပါတယ်။ ခမားတို့ပုံပြင်တွေတဲကကိုပြဝိယုံတွေအကြောင်းဖတ်ဘူးကြလားအခုယူကရိန်းတွေဒီဝိယုံကိုပြစ်လွတ်နိုင်ပါပြီဝိယုံကအပူလိုင်းလွင့်ပြန်တာကိုထိန်းချုပ်နိုင်ပြီးတော့ရုရှားကင်မရာတွေရဲ့ထောက်လန့်မှုကနေကာကွယ်ပေးနိုင်ပါတယ်ဒါကကျုပ်တို့စစ်သားတွေညဘက်တောင်ဝင်ထမ်းဆောင်နေတဲ့နေရာမှာကြီးကြီးမားမားထောက်ကူဖြစ်စေနိုင်ပါတယ်လို့သူကဆိုခဲ့ပါတယ်ဖက်ဒရော့ပြောတဲ့အတိုင်းပါပဲဝိဆုံကပုံပြင်တွေတဲကနေဆွဲထုတ်လာတာနဲ့တူပါတယ်ဒါပေမဲ့အစ်စ်အမှန်ဖြစ်ပါတယ် ယူကရိန်းတွေကရုရှားတွေနဲ့တိုက်ခိုက်တဲ့နေရာမှာဒီဝစ်ဆောင်တွေကိုအသုံးပြုနေကြပါတယ်။ယူကရိန်းကမ္ဘာလုံးဆိုင်ရာအစည်းအဝေး website မှာဝစ်ဆောင်အကြောင်းအသေးစိတ်ကိုပြောပြထားပါတယ်။ဝစ်ဆောင်ဟာအပူချိန်ထောင်လန်းမှုကင်မရာတွေမြင်ကွင်းကနေကောင်းကောင်းဖုံးကွယ်နိုင်တယ်ဆိုတာကို Fedorov ကပြောထားပါတယ်။ပြီးတော့ရုရှား sniper တပ်တွေအထူးတပ်ဖွဲ့တွေကိုလည်းတုံ့ပြန်နိုင်လိမ့်မယ်ဆိုပြီးတော့ပြောထားပါသေးတယ်။ပြီးတော့သူကဝစ်ဆောင်ဟာရှေ့တန်းကိုတွားနေရတဲ့ယူကရိန်းစစ်သားတွေအတွက်အသက်သေဆုံးမှုနည်းအောင်ပြုလုပ်နိုင်တဲ့ တိုးတက်တဲ့တီထွင်မှုတစ်ခုဖြစ်တယ်လို့ချီးကျူးပါသေးတယ်။ဖက်ဒိုရော့ဖ်ကလူမှုကွန်ရက်ပေါ်မှာဝစ်စုံဘလို့အလုပ်လုပ်တယ်ဆိုတာကိုလည်းတင်ထားခဲ့ပါဗျ။ဒီဗီဒီယိုထဲမှာတော့စစ်သားတွေကိုအတန်းလိုက်ရခိုင်းထားပြီးတော့အပူချိန်တိုင်းကင်မရာနဲ့ရိုက်ကြည့်တဲ့အခါမှာအနီနဲ့အဝါရောင်အလင်းပုံရိပ်တွေအဖြစ်မြင်နိုင်တယ်ဆိုတာကိုတွေ့ရပါဗျ။ဒါပေမဲ့သင်မသိလိုက်တာကတော့ဒီထဲမှာစစ်သား2ယောက်ထဲရှိတာမဟုတ်ဘူးဆိုတာပါပဲ။အမှန်ကတော့စစ်သား3ယောက်ရှိနေကြတာဖြစ်ပါတယ်။ တတိယစစ်သားဟာဒုတိယစစ်သားဘေးမှာတစ်ချိန်လုံးရပ်နေခဲ့ပေမဲ့မြင်ကွင်းကနေပျောက်ကွယ်နေခဲ့ပါတယ်။တခုပြီးတော့ထောက်လန်းမိတာကတော့သူ့မျက်နှာကနေအနှဲငယ်ထွက်ပေါ်နေတဲ့အပူချိန်အချက်ပြမှုလေးတခုပဲရှိပါတယ်။သူ့လောက်ရမှာကအိတ်လိုက်တယ်ဖြစ်စေမျက်နှာကိုဖုံးကာလိုက်တာဖြစ်စေလှုပ်လိုက်ရုံပါပဲ။ဒီတော့နောက်ထပ်မေးခွန်းကယူကရိန်းဝေယုံကဘလို့အလုပ်လုပ်တာပါလဲ။ပြီးတော့ဘယ်ကနေရလာတာလဲ။ဖက်ဒိုရော့ဖ်ကဒုတိယမေးခွန်းကိုဖြေပေးခဲ့ပါတယ်။ ဝေယုံကယူကရိန်းနိုင်ငံရဲ့သိပ္ပံနည်းပညာဒုတက်ရေးဌာနတစ်ခုဖြစ်တဲ့ Brave 1ကနေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါကနိုင်ငံသားတွေအတွက်ပဲကန့်သက်ထားတဲ့အဖွဲ့အစည်းတစ်ခုတော့မဟုတ်ပါဘူး။အစိုးရကနိုင်ငံတကာပညာရှင်တွေကိုပါအဖွဲ့တွေကိုဖိတ်ခေါ်ပါတယ်။အထူးသဖြင့်တော့ American စစ်ဘက်ဆိုင်ရာဉာဏ်ကြီးရှင်တွေကိုဖိတ်ခေါ်ထားပါတယ်။တခြားမြည်သူမဆိုလဲပူးပေါင်းပါဝင်နိုင်ပါတယ်။ဤပညာအတွက်အကြံစီတစ်ခုခုကိုသင်ကားရထားတယ်ဆိုရင် online ကနေတစင်သူတို့နဲ့ဆက်သွယ်ပူးပေါင်းနိုင်ပါတယ်။ ဒီနောက်တော့ brave 1အဖွဲ့ကအကြံစီကိုပြန်လဲသုံးသပ်မယ်လေ့လာမယ်ပြီးတော့အမှန်တကယ်ဖြစ်နိုင်ခြေရှိတယ်ဆိုရင်လိုအပ်တဲ့ရန်ပုံငွေချထားပြီးပြီးတော့တိုးတက်အောင်တီထွင်မှုပြုလုပ်ပါလိမ့်မယ်ဒါပေမဲ့တီထွင်မှုကစစ်မြေပြင်မှာလက်တွေ့အသုံးဝင်မှုတော့လိုအပ်ပါတယ် brave 1အဖွဲ့နဲ့ပူးပေါင်းထုတ်လုပ်သူကတော့ maxim boyak ပဲဖြစ်ပါတယ်သူက fedorov နဲ့ပူးပေါင်းပြီးတော့ဝစ်ဆောင်ရဲ့အသေးစိတ်အချက်အလက်တွေကိုထုတ်ပြန်ပေးခဲ့ပါတယ်ဝစ်ဆောင်ဟာ9.5ပေါင်လောက်ပဲလေးပါတယ် ဒီ dress အမြေပြမှာတက်တောင့်တက်တာဝစ်စင်နိုင်ပြီးတော့အလွယ်တကူတည်သွားလို့လည်းရပါတယ်။ပြီးတော့ယာတိဥတုတိုင်းမှာလည်းဝစ်စင်လို့ရပါတယ်။ကြမ်းတက်တဲ့အခြေအနေမှာတော့ဝစ်စုံဟာမိုးရေနှင်းအေးဆက်မှုစတဲ့ဒဏ်တွေကနေကာကွယ်ပေးနိုင်ပါတယ်။နွေယာတိမှာဆိုရင်ယူကရိန်းနိုင်ငံဟာအပူချိန်87.6ဒီဂရီဖာရင်ဟိုက်လောက်အထိတက်နိုင်ပါတယ်။ဒါပေမဲ့ဝစ်စုံရဲ့လေဝင်လေထွက်စနစ်အရာဝစ်စင်သူဟာအပူချိန်ကိုခံစားရမှာမဟုတ်ပါဘူး။ ထူးသဖြင့်တော့ဝစ်စုံကိုပြစ်လုထားတဲ့ခြီအမျိုးအစားကြောင့်လည်းပါပါတယ်။ဒါပေမဲ့ရုရှားတွေပုံတူကူးယူလို့မရအောင်ဘောရက်ကဝစ်စုံရဲ့ခြီသားမျိုးအစားကိုတော့ဖော်ပြခြင်းမရှိပါဘူး။တည်ထားရသလောက်ဆိုရင်တော့အပူကန်ခြီသားနဲ့တံပြန်တုံ့ပြန်နိုင်စမ်းရှိတဲ့အသားတစ်ခုခုကိုအသုံးပြုထားတာဖြစ်ပါတယ်။အပြင်ဘက်လွှာကဝစ်စုံကိုတက်ရောက်လာတဲ့အပူချိန်အားလုံးကိုပြန်လဲတုံ့ပြန်တွန်းကန်နိုင်စမ်းရှိပါတယ်။ဒီအတွက်ဝစ်စုံဟာအေးမြနေပြီးတော့အပူချိန်ထောင်လန်းရေးကင်မရာတွေရဲ့ထောင်လန်းမှုကနေလွတ်ကင်းနေနိုင်ပါတယ်။ အတွင်းမှာတော့ဝိစင်သူကိုအပူခံနိုင်စွမ်းရှိနေစေပါတယ်။ဆိုလိုတာကထွက်ပေါ်လာတဲ့ခန္ဓာကိုယ်အပူချိန်တွေကိုသေးငယ်တဲ့လေထွက်ပေါက်တွေကနေတဆင့်ဖြည်းဖြည်းချင်းထုတ်လွှတ်ပေးပါတယ်။ဒီထုတ်လွှတ်မှုကိုသေချာထိန်းချုပ်ထားတဲ့အတွက်အပူထောက်လှမ်းရေးကင်မရာတွေကဝိစုံဝိစင်ထားသူရဲ့ခန္ဓာကိုယ်အပူချိန်ကိုထောက်လှမ်းနိုင်စွမ်းမရှိတော့ပါဘူး။နောက်ထပ်အနေနဲ့ဒီဇိုင်းပညာရှင်တွေကဝိစုံရဲ့အပြင်ဒီဇိုင်းကိုပုံဖြောက်ဖုံးကွယ်နိုင်တဲ့ဒီဇိုင်းဖြစ်ဖန်တီးထားပါသေးတယ်။ ဒီ draw ဝစ်စုံကိုနှိတ်ကင်းဘတ်တွေမှာလည်းအသုံးပြုလို့ရပါတယ်။အထူးသဖြင့်တော့တောအုပ်တွေအထက်နဲ့တိရွက်များတဲ့နေရာတွေမှာဝစ်စင်ထားသူကိုထောက်လှမ်းနိုင်ဖို့ခက်ခဲပါတယ်။ပြီးတော့ဝစ်စုံကခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားနိုင်ပါတယ်။ပြီးတော့ခေါင်းကိုပါဖုံးအုပ်ထားနိုင်တဲ့အုပ်ထုပ်လည်းပါဝင်ပါသေးတယ်။မျက်နှာတစ်ခုပဲဖုံးအုပ်မထားတဲ့နေရာဖြစ်နေပါတယ်။ဘိုးရက်ကတော့သူတို့ဟာမျက်နှာကိုပါအပူချိန်ထောက်လန်းမှုတွေကနေကာဝယ်ပေးနိုင်တဲ့မျက်နှာဖုံးတွေထုတ်လုပ်နေပြီလို့ဆိုပါတယ် ဒါကအလွန်ကောင်းမွန်တဲ့စိတ်ကူးဉာဏ်ပဲဖြစ်ပါတယ်။နောက်မိကွန်းတစ်ခုကတော့ဒီကိုပြောင်းဝစ်ဆောင်ကယူကရိန်းနဲ့ရုရှားကို တိုက်ခိုက်တဲ့နေရာမှာဘလောက်အထောက်အကူပြုလဲဆိုတဲ့မိကွန်းပဲဖြစ်ပါတယ်။စစ်မြေပြင်မှာအသုံးပြုတဲ့ရုရှားထောင်လိုင်းရဲ့ကင်မရာတွေကနေဖုံးကွယ်ထားနိုင်တယ်ဆိုတာကတော့သိတာပါပဲ။ဒါကဘာလို့အရေးကြီးရလဲဆိုတာကိုသိနိုင်ဖို့အတွက်အပူချိန်ထောင်လိုင်းရဲ့ကင်မရာတွေဘလို့လုလုတယ်ဆိုတာကိုအရင်ဆုံးသိထားဖို့လိုအပ်ပါတယ်။ဒီကင်မရာတွေဟာယူကရိန်းစစ်သားတွေအတွက်ကတော့အန္တရာယ်များတဲ့အရာတွေဖြစ်ကြပါတယ်။ ်ကင်မရာတွေဟာအန်ဒီအောက်ရောင်ကြီးအာယုံခံမှုကိုအဓိကထားတာဖြစ်ပါတယ်။ကဘာပေါ်ကအရာတိုင်းဟာအနည်းနဲ့အများအန်ဒီအောက်ရောင်ကြီးတွေထုတ်လွှတ်နေတတ်ပါတယ်။ပြောရရင်တော့အပူချိန်တစ်ခုကိုထုတ်လွှတ်နေတတ်ပါတယ်။ကင်မရာတွေကဒီအပူချိန်အပြောင်းလဲကိုထောက်လှမ်းပါတယ်။ပြီးတော့အပူချိန်များတဲ့အရာတွေကိုအနီနဲ့အဝါရောင်အလင်းတွေဖြစ်ပြန်လဲပေါ်ပြပါတယ်။အေးတဲ့အရာတွေကိုတော့အညိုရောင်ခဲရောင်အဖြစ်ပေါ်ပြပါတယ်။ထောက်လှမ်းရရှိတဲ့အနီအောက်ရောင်ကြီးအချက်ပြမှုတွေက ာယုံခံဆက်တွေကိုအာယုံခံသက်တွေကအပူချိန်အဖြစ်ပြောင်းလဲဖော်ပြပေးပါတယ်။ပြီးတော့ရုရှားတွေအသုံးပြုတဲ့ကင်မရာတွေမှာအထူးအမြင်အာယုံကိရိယာတွေပါဝင်နေပါတယ်။ဒီကိရိယာတွေက pixel များစွာရှိတဲ့ပုံရိပ်တွေဖြစ်ပြောင်းလဲဖော်ပြပေးတဲ့အတွက်လူပုံရိပ်ကိုအလွယ်တကူသိနိုင်ပါတယ်။မတူညီတဲ့အပူချိန်တွေကိုမတူညီတဲ့အယောင်တွေဖြစ်ဖော်ပြပေးပါတယ်။အနည်းအောင်ကအပူချိန်များတာကိုဖော်ပြပါတယ်။ပြီးတော့ကင်မရာမြင်ကွင်းတွင်းရှိနေတဲ့အပူချိန်ကန့်သက်ချက်တစ်ခုရှိတဲ့ပုံရိပ်တွေကို ဖန်သားပြင်ပေါ်မှာပြန်လည်ဖော်ပြပေးပါတယ်။တိကျတဲ့ကြိယာတွေကရုပ်လုံးဖော်ပြတဲ့အတွက်လူပုံရိပ်တစ်ခုကိုမြင်ကွင်းမှာမြင်တွေ့လာရတာဖြစ်ပါတယ်။စစ်မြေပြင်ဟာကြမ်းတမ်းပါတယ်။တကယ်လို့တင်ကသာရုရှားတွေကိုတိုက်ခိုက်နေတဲ့ယူကရိန်းစစ်သားတယောက်ဖြစ်မယ်ဆိုတော့တင့်ဘေးကတပ်ပင်တွေကတင့်ထက်စာရင်အပူချိန်နေပါတယ်။ပြီးတော့တင်ကလှုပ်ရှားနေတဲ့အတွက်အပူချိန်ပုံမြင့်ပါတယ်။တင့်ပစ္စည်းကြိယာတွေကလည်းအပူချိန်ကိုစုပ်ယူထားပါတယ်။ဒီအတွက်ရုရှား drone တစ်စီးကသာဖြတ်ပြန်သွားခဲ့ရင် တင့်ကိုအညူရောင်နဲ့ခဲရောင်နောက်ခံတစ်တော်ထဲမှာအနီနဲ့အဝါအလင်းပုံရိပ်ဖြစ်တင့်ကိုပေါ်ပြနေမှာဖြစ်ပါတယ်။ဒရုန်းကတင့်ဘက်မှာရှိနေတယ်ဆိုတာကိုသိသွားမှဖြစ်ပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်လာနိုင်ပါတယ်။တင့်တောင်ဝင်က အောင်မြင်တော့မှာမဟုတ်ပါဘူး။ပူတင်ရဲ့ကျူးကျော်စစ်မှာဒီကင်မရာတွေကယူကရိန်းတွေအတွက်အခက်အခဲတစ်ခု ဖြစ်စေခဲ့ပါတယ်။ ABC News သတင်းဌာနကပြောတဲ့အချိန်မှာတော့ဘိုးရက်ကရုရှားတွေယူကရိန်းတွေရဲ့ဗျူဟာတွေကိုဘလို့တံပြန်နေလဲဆိုတာကိုပြောပြခဲ့ပါတယ်။ စစ်ပွဲအစတုန်းကတော့အပူချိန်ထောက်လန်းရေးကင်မရာတွေကိုတင့်ကားတွေအထူးရင်တွေနဲ့လေယာဉ်တွေမှာပဲတပ်ဆင်ထားကြပါဗျ။အဲ့ဒီအတွက်ပြဿနာကြီးကြီးမားမားမရှိခဲ့ပါဘူးလို့သူကဆိုပါတယ်။ဒါပေမဲ့ရုရှားတွေက drone အသုံးပြုမှုအသုံးပြုမှုများလာတဲ့အချိန်မှာတော့ယူကရိန်းတွေအခက်ခဲတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ drone တွေတုံးတာများလာတယ်ဗျ။ဒါပေမဲ့တာမန် drone တွေတော့မဟုတ်နေဘူး။လာတိုင်းပဲ drone တွေပုံပုံများလာပါတယ်လို့ဆိုပါတယ်။ယူကရိန်းကရုရှားထက် drone ရေအတွက်ပိုများတယ်လို့လည်းသူကပြောပါသေးတယ်။ အဲ့ဒီ drone တွေမှာလည်းအပူချိန်ထောင်လိုင်းရေးကင်မရာတွေတပ်ဆင်ထားပါတယ်။ဒါပေမဲ့သူတို့လည်းအရေးအတွက်ကိုတိုးမြင့်နေပါတယ်လို့ထပ်ပြောပါတယ်။သူပြောတာမမှားပါဘူး။ယူကရိန်းစစ်ပွဲဟာနှစ်ဖက်အဖွဲ့တွေ drone အသုံးပြုမှုကိုများပြားစေခဲ့ပါတယ်။ယူကရိန်းတွေအတွက်ကတော့ drone တွေဟာတာမန်ထောက်လိုင်းရေးကနေရုရှားအဆောက်အဦတွေစီဆက်ယုံတွေတိုက်ခိုက်တဲ့နေရာတွေထိအသုံးဝင်နေပါတယ်။ပူတင်ကလည်းဒီအချက်ကိုသိလာပြီးတော့ drone တွေတံမြန်သုံးဆွဲပြီးယူကရိန်းစစ်သားတွေကိုတိုက်ခိုက်တာ။ ကာမီကာဇီအသေးခံ drone တွေသုံးပြီးယူကရိန်းမြို့တော်တွေကိုဖျက်ဆီးတာတွေကိုပါလှုပ်လာနေပါပြီ။ပူတင်ကရက်တန်အောင်မဲ့ပုံမရှိပါဘူး။ရိုက်တာသတင်းဌာနရဲ့အဆိုအရကတော့ရုရှားဟာ drone ထုတ်လုပ်မှုကိုစေသားမြင့်တင်ပြီးတော့ယူကရိန်းကိုတိုက်ခိုက်ဖို့အစီအစဉ်ရှိနေတယ်လို့ဆိုပါတယ်။၂023ခုနှစ်မှာလူမဲ့ drone ယာဉ်အမျိုးအစားအမျိုးမျိုးအစီးရေ3400ကိုစစ်တပ်ဖွဲ့စည်းရေးလက်ထက်ကိုထည့်ပေးနိုင်ခဲ့ပါတယ်လို့ပူတင်ကဆိုပါတယ်။အခုနဲ့2024ခုနှစ်မှာတော့ ဒရုန်းထုတ်လုပ်မှုကိုစေသားမြင့်တင်ဖို့အစီအစဉ်ရှိနေပါတယ်လို့လည်းဆိုပါတယ်။ဆိုလိုတာကရုရှားဟာ2024ခုနှစ်မှာဒရုန်းပေါင်းတသန်း၄သိန်းကိုထုတ်လုပ်မယ်လို့ပြောနေတာဖြစ်ပါတယ်။အဲ့ဒီဒရုန်းတွေအကုန်လုံးမှာတော့အပူချိန်ထောင်လန်းရေးကင်မရာတွေပါဝင်မှာမဟုတ်ပါဘူး။အဓိကထုတ်လုပ်မှာကမြို့ကြီးတွေကိုဒုံးကြီးတွေဘုံးတိတွေနဲ့တိုက်ခိုက်နိုင်တဲ့အသေးခံကာမီကာဇာဒရုန်းတွေဖြစ်ပါတယ်။ဒါပေမဲ့ပူတင်ကတော့ယူကရိန်းစစ်သားတွေကိုပြစ်မှတ်ထားနိုင်တဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုလည်းလေ့ကျင့်နေတယ်လို့ဆိုပါတယ်။ ဒီလေ့ကျင့်မှုတွေကဘာတွေများလဲရုရှားဟာယူကရိန်းပြည်သူတွေကိုပြစ်မှတ်အနေနဲ့သဘောထားပြီးတော့လေ့ကျင့်နေကြတာဖြစ်ပါတယ် BBC နဲ့ AI Jazeera သတင်းဌာနနှစ်ခုစလုံးကဒီသတင်းကို အတည်ပြုဝေးကြပါတယ်ခါဆန်မြို့တော်ကိုတိမ့်ပိုက်တဲ့ချိန်တုန်းကရုရှားတွေဟာဒီနီးပြူဟာကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်ပြည်သူတွေကိုပြစ်မှတ်ထားတဲ့ drone တိုက်ခိုက်မှုပေါင်းများစွာကိုဗီဒီယိုသက်သေအဖြစ်ရထားရလဲရှိပါတယ် drone တစ်စီးစီကိုရုရှားစစ်သားတယောက်ချင်းစီက ဝေးလံတဲ့နေရာကနေတီးတန့်ထိန်းချောင်းနိုင်ပါတယ်။ရုရှားတွေဟာစစ်သားတွေမဟုတ်တဲ့အရက်သားပြစ်မှတ်တွေကိုပါပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတာကိုသိလာရပါတယ်။တာမန်အဖြစ်တော့ပြစ်မှတ်တစ်ခုကိုတတ်မှတ်လိုက်ပြီးတာနဲ့အဲ့ဒီပြစ်မှတ်ရဲ့အပေါ်ကနေဘုံကျဲချလိုက်တာဖြစ်ပါတယ်။တင်ကအမြဲတမ်းအဆက်မပြတ်အမဲလိုက်ခံနေရတယ်လို့ခံစားရမှာပါ။တစုံတစ်ယောက်ကတင်ကိုအမြဲစောင့်ကြည့်နေတယ်လို့လည်းခံစားရမှာဖြစ်ပါတယ်။ပြီးတော့အချိန်မရွေးတင့်ကောင်းပေါ်ကဘုံသီးတလုံးပြုတ်ကျလာနိုင်ခြင်းရှိနေပါတယ်။ ဒါကအဆိုးဝါးဆုံးသောအရာတစ်ခုပါလို့ယူကရိန်းကပရာဟီတာလုပ်တဲ့ခရစ်စတီနာဆိုင်နီယာဆိုတဲ့လူကပြောပါတယ် AI ဂျာဇီရာသတင်းဌာနကလည်း2024ခုနှစ်မှာရုရှားတွေဟာဗျူဟာပြောင်းလဲလိုက်ပြီးတော့လမ်းတွေမှာမောင်းနေနေတဲ့ယူကရိန်းပြည်သူတွေရဲ့ကားတွေနောက်ကိုဒရုန်းတွေနဲ့လိုက်လံတိုက်ခိုက်ခံနေလို့ဆိုပါတယ်ဒါကဗီဒီယိုဂိမ်းတစ်ခုကိုစော့ကစားနေရတယ်လို့ပါပဲ2024ခုနှစ်နောက်ဆုံးပိုင်းလတွေမှာဒီလိုတိုက်ခိုက်မှုတွေကြောင့်ပြည်သူ16ဦးသေဆုံးခဲ့ပြီးတော့146ဦးဒဏ်ရာရရှိခဲ့ပါတယ် ဒီ drone တိုက်ခိုက်မှုတွေမှာရီမန်းချက်နှစ်ခုရှိနေပါတယ်။ယူကရိန်းမြို့တော်တွေထဲမှာဆက်လက်နေထိုင်ရတဲ့ပြည်သူတွေကို၆လှန့်ကျင်လာရယ်။ရုရှားတပ်တွေအနေနဲ့ drone တိုက်ခိုက်မှုတွေကိုလေ့ကျင့်ကျင်လာရတဲ့အောင်ဖြစ်ပါတယ်။ခါဆန် KI မြို့တော်ဝင် Anton Yefanov ကတော့ရုရှားတွေကပြည်သူတွေကိုကြောက်လန့်စေုံသာမဟုတ်ပါဘူး။သူတို့ကခါဆန်မှာလေ့ကျင့်ခဲ့ကြပြီးတော့ Donetsk ကိုထပ်မံတိုက်ခိုက်ပြန်ပါတယ်။ဒီနေရာမှာတော့ထိတွေ့မှုများတဲ့အတွက်တိုက်ခိုက်မှုကပိုခက်ခဲပါတယ်။ ရုရှားစစ်သားတွေကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့ဗီဒီယိုသက်သေပေါင်းများသောကိုကြုတ်တို့ရထားပြီးပါပြီလို့ပြောခဲ့ပါတယ်။ဒီနေရာမှာတော့ယူကရိန်းကိုပြောက်ဝေယုံတွေကအသုံးဝင်လာပြန်ပါပြီ။ပြည်သူတွေပေါ်ပြစ်မှတ်ထားလေ့ကျင့်မှုတွေကြောင့်ရုရှားတပ်တွေဟာဒရုန်းအသုံးပြုရမှာအတွေ့အကြုံတွေရလာကြပါတယ်။ဒီအတွက်စစ်မြေပြင်မှာယူကရိန်းစစ်သားတွေကိုဘလို့အမဲလိုက်ရမယ်ဆိုတာတွေကိုရုရှားတွေသိလာကြပါတယ်။ ဒီအတွက်ကိုပြဝေယုံတွေဟာစစ်ရသည်ဝင်မှုကျူးလွန်နေကြတဲ့ရုရှားစစ်သားတွေကိုတုံ့ပြန်တဲ့နေရာမှာအတုံးဝင်လာပါတယ်။နောက်မေးခွန်းတစ်ခုကတော့ယူကရိန်းရဲ့ဘလိုစစ်သားအမျိုးအစားတွေကို ကိုပြဝေယုံပေးပြီးတော့ကာကွယ်ပေးတင်တာလေ။အထူးသဖြင့်ကာကွယ်ပေးတင်တာကတော့စနိုက်ပါတပ်သားတွေနဲ့အထူးတပ်ဖွဲ့တွေကိုဖြစ်ပါတယ်။စနိုက်ပါတပ်သားတွေဟာတနေရာထဲမှာနိုင်ပေါင်းများစွာကြာအောင်ပုံအောင်နေကြရပါတယ်။ဒီအတွက်ထောက်လန်းမခံရသည်ဘို့ကိုပြဝေယုံတွေလိုအပ်ပါတယ်။ ရှေ့တန်းနောက်ခံရုရှားတပ်သားတွေကိုပုံကွယ်တိုက်ခတ်ရတဲ့အထူးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းဒီဝစ်ဆောင်ကိုလိုအပ်ပါတယ်။ဖြတ်စည်းရေးတာဝန်ထမ်းဆောင်ရတဲ့အင်ဂျင်နီယာတပ်သားတွေအနေနဲ့လည်းဒီဝစ်ဆောင်ကိုလိုအပ်ပါတယ်။ပြီးတော့ကင်းလှည့်စစ်သားတွေအနေနဲ့လည်းဒီဝစ်ဆောင်ကိုလိုအပ်ပြန်ပါတယ်။တခုရှိတာကတော့ဝစ်ဆောင်ကပြည်ပြည်ဆောင်နေတာတော့မရှိသေးပါဘူး။အခုလောလောဆယ်အထိတော့စစ်သားတပ်သားတိုင်းအတွက်ပြည်ပြည်စုံနေတဲ့အဆင့်ထိရောက်နေပြီလို့ပြောမရသေးပါဘူး။ဘောရက်ကဝစ်စုံထဲကလူကဖြည်းဖြည်းလေးသွားလာလှုပ်ရှားဖို့လိုအပ်ပါတယ်။ အထူးသဖြင့်စစ်ကွင်းပြင်တွေကိုဖြတ်တန်းတဲ့အချိန်မှာအပူချိန်တွေထွက်မလာသေးဘူးအတွက်ဖြည်းဖြည်းလေးလှုပ်ရှားပြီးမှရမယ်လို့ဆိုပါတယ်။ဒီအတွက်ဒီဝစ်ဆောင်ဟာအလင်းမြန်လှုပ်ရှားရတဲ့ကြီးတက်တွေအတွက်မသင့်တော့ပါဘူး။ဝစ်ဆောင်ကိုတဖြည်းဖြည်းအနေအထားတစ်ခုကိုပုံစံယူတဲ့စစ်သားအတွက်ဒီဇိုင်းဆွဲထားတာဖြစ်နေပါတယ်။အလင်းမြန်လှုပ်ရှားရမယ့်နေရာတွေမှာအသုံးဝင်နိုင်ပါဘူးလို့သူကထပ်ပြောပါတယ်။အလင်းမြန်လှုပ်ရှားလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကပိုထွက်လာတဲ့အပူစွမ်းအင်တွေကိုဝစ်ဆောင်က မကာကွယ်နိုင်တော့ပါဘူး။ ါအပြင်လေဝေလေထွက်စနစ်ကလည်းအဆင်မပြေသေးပါဘူး။ဒီအတွက်ဝစ်ဆောင်ရဲ့အသုံးဝင်မှုဟာအကန့်အသတ်တွေရှိနေခဲ့ပါလေ။ဒါပေမဲ့ဖြည်းဖြည်းချင်းရွေ့ရှားရတဲ့စနိုက်ပါတပ်သားတွေအထူးတပ်သားတွေအတွက်တော့အလွန်အသုံးဝင်နိုင်ပါလေ။နောက်အခက်အခဲတစ်ခုကတော့ဝစ်ဆောင်ပမာဏပဲဖြစ်ပါတယ်။ ABC သတင်းဌာနကဒီဝစ်ဆောင်မျိုးအလွန်လောက်ထုတ်နိုင်ပြီလားလို့မေးတဲ့အခါမှာဘိုးရက်ကမထုတ်နိုင်သေးပါဘူးလို့ပြန်ဖြေခဲ့ပါတယ်။စစ်ပွဲချိန်မှာတော့ဘယ်အရာကမှလုံလောက်တယ်ဆိုတာမရှိပါဘူးလို့သူကပြောပါတယ်။ ဒီဝတ်စုံတစ်စုံကို ထုတ်လုပ်နိုင်မှုအတွက်အလုံများကြီးလုပ်ရတယ်လို့လည်းသူကဆိုပါတယ်။သူတို့ကို ထုတ်လုပ်ရတာအရန်ခက်ခဲပါတယ်။လူတစ်ယောက်ကနှစ်ရက်တိတိမနာမနေလုပ်ရင်တော့ဝတ်စုံတစ်စုံကိုထုတ်လုပ်နိုင်မှာလိမ့်မယ်လို့သူကဆိုပါတယ်။အခုလက်ရှိတော့စင်မြေပြည်မှာဒီလိုဝတ်စုံအစုံ40လောက်ထုတ်ပေးထားတယ်လို့ဆိုပါတယ်။ဆိုလိုတာကဒီဝတ်စုံတွေကစစ်ပွဲကိုကြီးကြီးမားမားတော့အပြောင်းလဲမဖြစ်စေနိုင်ဘူးလို့ထင်ရပါတယ်။ Newsweek ရဲ့အဆိုအရကတော့လုံလောက်တဲ့ရန်မုံငွေသာရှိခဲ့မယ်ဆိုရင်ဘိုးရက်ရဲ့အဖွဲ့ဟာ တလကိုဝစ်စုံ150လောက်ထုတ်လုပ်နိုင်လိမ့်မယ်လို့ဆိုပါတယ်။ယူကရိန်းရဲ့ကိုပြဝယ်ုံတွေဟာအမြောက်အများ ထုတ်လုပ်နိုင်ဖို့လက်တကမ်းမှာပဲရှိနေပါပြီ။လိုအပ်နေတာကတော့ရန်ပုံငွေနဲ့လူအင်အားပဲဖြစ်ပါတယ်။ဘိုးရက်ရဲ့အနာဂတ်အစီအစဉ်တွေထဲမှာဝစ်စုံတွေကိုအဆင့်မြင့်တင်ပြီးတော့အလှည့်အမြန်လှုပ်ရှားနိုင်စေဖို့အတွက်တခြားဌာနတွေကသိပ္ပံပညာရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်းပြောထားပါတယ်။ပြီးတော့မတူညီတဲ့ပအဝင်ပစ္စည်းတွေကိုလည်းစမ်းသပ်နေပြီးတော့ဝစ်စုံတွေကိုအဆင့်မြင့်တင်ဖို့ပြုလုပ်နေပါတယ်။ ဒီ drum အကြိုင်ခင်မှာအဆင့်မြင့်တင်ထားတဲ့ဝစ်စုံတွေကိုစစ်မြေပြင်မှာတွေ့လာရတော့မှာဖြစ်ပါတယ်။ဘိုးရက်ရဲ့အဖွဲ့ဟာယူကရိန်းစစ်သားတွေအတွက်လှုပ်ဆောင်နေတဲ့တခုပြီးသောအဖွဲ့မဟုတ်ပါဘူး။ဘိုးရက်ရဲ့တီထွင်မှုအပြီးမှာတော့ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကိုယ်တိုင်ကကိုပြတ်ဝိယုံတွေကိုစမ်းသစ်တီထွင်မှုအားပေးလာပါတယ်။အနီရောက်ရောင်ကြီးကိုဆုပ်ယူနိုင်တဲ့ပစ္စည်းတွေတီထင်နိုင်မှုလိုအပ်ပါတယ်။ကျုပ်တို့ရဲ့ပန်းတိုင်ကစစ်သားတွေနဲ့စစ်လက်နက်ပစ္စည်းတွေကိုဖြစ်နိုင်သမျှရန်သူတွေမမြင်ရအောင်ပုံဖြတ်ဖုံးကွယ်ထားနိုင်မှုပဲဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဗီတာလီပိုဗိုလန်ကိုကဆိုပါတယ်။နေတိုးဖွဲ့စည်းကနေလည်းပုံပုံဖြတ်ဖုံးကွယ်နိုင်တဲ့ပစ္စည်းနမူနာတွေကိုယူကရိန်းနဲ့ရရှိထားတာရှိပါတယ်။ဥပမာဆွီဒင်နိုင်ငံကနေရရှိထားတဲ့အပူချိန်ထောင်လိုင်းရေးကင်မရာကနေပုံဖြတ်ဖုံးကွယ်နိုင်တဲ့တန်ချက်ကာရင်တွေဖြစ်ပါတယ်။မကြာခင်မှာယူကရိန်းဟာစစ်တပ်တစ်ခုလုံးအတွက်အဆင်ပြေမဲ့ကိုပြဝိယုံတွေပစ္စည်းတွေကိုထုတ်လုပ်နိုင်လာပါလိမ့်မယ်။တင်းငယ်တဲ့ခြေလှမ်းလေးတစ်ခုပဲလိုပါတော့တယ်။ပူတင်ဟာဒရုန်းတွေတုန်းကလိုပဲ ယူကရိန်းနီးပညာတွေကိုပုံတူကူးယူပြီးရုရှားစစ်သားတွေကိုပြောင်းနိုင်တဲ့မဲ့နီးပညာတွေကိုအသုံးချလာနိုင်ပါတယ်။ရုရှားဟာစစ်မြေပြင်မှာတွေ့ရသမျှနီးပညာအသစ်အစမ်းမှန်သမျှကိုပုံတူကူးဖို့ကြိုးစားမှာဖြစ်ပါတယ်။ယူကရိန်းနဲ့ NATO ဖွဲ့တွေလောက်ရမှာကတော့ရုရှားတွေပုံတူကူးတာထက်တာလွန်တဲ့နီးပညာတွေကိုအသုံးပြုရမှာဖြစ်ပါတယ်။ဒီတော့ပင်ကောယူကရိန်းကိုပြောင်းဝေယုံတွေကိုဘယ်လိုမြင်ပါသလဲ။ဘိုယက်နဲ့ brief one အဖွဲ့တို့ကဝစ်စုံတွေကိုအမြောင်များထုတ်လုပ်လာနိုင်မလား ဒရုန်းတွေကိုများစွာအသုံးပြုလာနေတဲ့ပူတင်ရဲ့ရုရှားတပ်တွေကိုကောင်းကောင်းမွန်မွန်တုံ့ပြန်စေနိုင်မလားတင့်အမြင်ကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ